ာဂျီတတမီမီတို့ရေတမင်လေးတွေကတော့ချစ်စရာကောင်းတဲ့သတ္တဝါလေးတွေဖြစ်ပြီးတဘာဝပတ်ဝန်းကျင်မှာအရေးပါတဲ့အခန်းကဏ္ဍကလည်းပါဝင်နေပါတယ်တဲ့တမင်လေးတွေမှာချစ်စရာကောင်းတဲ့မျိုးလုံးကြီးတွေပါလွာတဲ့ခြေထောက်တွေနူးညံ့တဲ့အမွှေးတွေနဲ့အမောက်လို့ခေါ်တဲ့ဥချုံလေးတွေလည်းပါရှိပါတယ်တဲ့တမင်အထီးတွေမှာပဲအဲ့ဒီဥချုံလေးရှိပြီးတမင်အမတွေမှာတော့ဥချုံလေးမရှိပါဘူးတဲ့ တမင်တွေကသစ်တောတွေမြက်ခင်းပြင်တွေတောင်တန်းတွေမှာနေထိုင်ကြပါတယ်တဲ့သူတို့ဟာစကြက်ရှာဖို့အတွက်နေရာတနေရာနေတနေရာကို ရွှေ့ပြောင်းနေလည်းရှိပါတယ်တဲ့တမင်တွေကသစ်ရွက်သစ်ဖူတွေမြက်တွေသစ်သီးတွေကိုစားတောက်ကြပါတယ်တဲ့သူတို့ဟာတဒဝါတွေထဲမှာအပင်စားတဒဝါတွေပဲဖြစ်ပါတယ်တဲ့အသားလုံးဝမစားဘဲအပင်တွေကိုပဲသီးသန့်စားတဲ့အပင်စားတဒဝါလေးတွေပဲဖြစ်ပါတယ်တမင်တွေဟာတိမ်မွေ့ပြီးတော့ ကြောက်တတ်တဲ့တတော်ဝါတွေပဲဖြစ်ပါတယ်။သူတို့ကအန္တရာယ်ကြုံလာရင်အလျင်အမြန်ပြေးတတ်ကြပါတယ်တဲ့။သူတို့ရဲ့အမြင်နဲ့အကြားအာရုံဟာအလွန်ကိုမှကောင်းမွန်ပါတယ်တဲ့။တမင်တွေဟာမိသားစုလိုက်အုပ်စုဖွဲ့ပြီးနေထိုင်ကြပါတယ်တဲ့။တမင်ကလေးလေးတွေကိုတမင်မတွေကဂယုစိုက်ပြီးအကာအကွယ်ပေးတတ်ကြပါတယ်တဲ့။တမင်ကလေးတွေဟာမွေးပြီးရနဲ့မကြခင်မှာပဲချက်ချင်းလမ်းလျှောက်တတ်ကြပါတယ်တဲ့။ကဲအခုတမင်လေးတွေအကြောင်းကိုပြောပြပေးပြီဆိုတော့ တမင်လေးတွေနဲ့ပတ်သက်တဲ့မိကုံးလေးကိုဖြည့်ကြည့်အောင်။တမင်လေးတွေကမွေးပြီးတာနဲ့မလုံနိုင်လေ။၁ရေကူးနိုင်တယ်။၂လေးပေါ်ပြန်နိုင်တယ်။၃လမ်းလျှောက်နိုင်တယ်။ဟုတ်ပါရဲ့။စစ်စရာကောင်းတဲ့တမင်လေးတွေကတော့မွေးပြီးတာနဲ့မကြခင်ပါပဲ။လမ်းလျှောက်နိုင်ကြပါရဲ့တဲ့။ကဲတတမီမီတို့အခုဆိုရင်တမင်လေးတွေအကြောင်းကိုတေချာသိသွားကြပြီနော်။နောက်ထပ်အကောင်တွေအကြောင်းကိုလည်းဖတ်ပြောပြပေးမယ်နော်။